Miss Universe ပွဲကအလှမယ်တွေကို online casino ကြောင်းညာမှုနဲ့ထိုင်းရဲကဝင်ရောက်စစ်ဆေးခဲ့ပြီးအလှမယ်တချို့တွေပါပြဿနာဖြစ်ခဲ့တဲ့ MGI ရဲ့အမှုဆောင်အရာရှိချုပ်နဝက်မင်္ဂလာပါပရိသတ်ကြီးရှင်ဒီကနေ့နိုဝင်ဘာလ၄ရက်နေ့မှာထိုင်းရဲတပ်ဖွဲ့ဟာမဲဆက်ကြဝလာ Miss Universe အပွဲကို online casino လောင်းကစားဝိုင်းတွေကိုမြင့်တင်ကြောင်းညာခဲ့တဲ့ဆိုတဲ့ဆွဆွဲချက်နဲ့ဝင်ရောက်စစ်ဆေးခဲ့တယ်လို့သိရပါတယ် ဒီဖြစ်ရက်မှာ Miss Grand International MGI ရဲ့အမှုဆောင်အရာရှိချုပ်နဝက်ကသူ့အဖွဲ့အစည်းကလုံးဝပတ်သက်မှုမရှိကြောင်းအတည်ပြုပြောကြားလိုက်တယ်လို့လည်းသိရပါဗျ။မကြသေးမီကထိုင်းရဲတပ်ဖွဲ့ဟာ2025ခုနှစ်မဲဆက်ကြဝလာ Miss Universe ပြိုင်ပွဲရဲ့အငင်းပွားဖွဲ့ရာကြောင်ညာမြင့်တင်မှုတစ်ခုကိုစုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။အဆိုပါပြိုင်ပွဲဝင်တွေဟာသူတို့တဲခိုရာနေရာမှာအွန်လိုင်းကာစီနိုများကိုထောက်ခံအားပေးကြောင်းရိုက်ကူးခဲ့တယ်လို့ဆွဆွဲခံခဲ့ရတာဖြစ်ပါတယ်။ ဒီလိုလှုပ်ဆောင်မှုဟာထိုင်းဥပဒေအရလုံးဝတရားမဝင်တဲ့လုပ်ရဖြစ်ပါတယ်။ဒီကိစ္စကြောင့်ပြိုင်ပွဲကျင်းပရာနိုင်ငံဖြစ်တဲ့ထိုင်းနိုင်ငံရဲ့ဂုဏ်သိက္ခာကိုပါတိတိတသာထိခိုက်စေတယ်လို့လည်းဖော်ပြထားပါတယ်။အဆိုပါပြိုင်ပွဲရဲ့လုံခြုံရေးအဖွဲ့ကစေတနာရှင်ပြည်သူတွေကသတင်းပေးအကြောင်းကြားခဲ့ပြီးတဲ့နောက်ရဲတပ်ဖွဲ့ဟာချက်ချင်းဆိုသလိုရောက်ရှိလာကစုံစမ်းစစ်ဆေးမှုများပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Miss Grand International နဲ့ MGI ရဲ့ အမှုဆောင်အရာရှိချုပ်နဲ့84ကျင်းမြောင် Miss Universe Thailand MUT စီစဉ်ကျင်းပရေးကော်မတီရဲ့ဥက္ကဋ္ဌဖြစ်သူနဝတ်ကိုတနင်္လာနေ့မှာဝက်ဖရားခရိုင်ရဲစခန်းကိုတက်တည်ထွက်ဆိုဖို့ခေါ်ယူခဲ့တာပဲဖြစ်ပါတယ်။အဲဒီမှာနဝတ်က Miss Grand International ရဲ့အနေနဲ့ online casino ကြော်ညာမှုတွေမှာလုံးဝပတ်သက်မှုမရှိကြအတည်ပြုပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး Miss Universe Thailand စီစဉ်ကျင်းပရေးကော်မတီကောင် အခုလိုမျိုးစာတစောင်းထုတ်ပြန်ခဲ့ပါတယ် Miss Grand International Public Company Limited အနေဖြင့်84ချိန်မြောက် Miss Universe Thailand ပြိုင်ပွဲအတွင်းမကြသေးခင်ကဖြစ်ပွားခဲ့သောဖြစ်စဉ်နှင့်ပတ်သက်၍အများပြည်သူတို့အသိပေးအပ်ပါသည် Miss Universe Organization MUO အဖွဲ့မှ၎င်းတို့ e sponsor တစ်ခုဖြစ်တဲ့ online casino နဲ့ဆက်စပ်နေသောလုပ်ငန်းကိုမြှင့်တင်ခဲ့ကြောင်းကျွန်ုပ်တို့သိရှိရပါသည် ရင်းလှုပ်ဆောင်မှုဟာထိုင်းဥပဒေအရတင်းကျပ်စွာတရားမဝင်ကြောင်းဖော်ပြအပ်ပါသည်84ကြိမ်မြောက် Miss Universe Thailand ၏တရားဝင်အိမ်ရှင်ဖြစ်သည့် Miss Grand International Public Company Limited သည်အဆိုပါလှုပ်ဆောင်မှုများသို့မဟုတ် online casino နှင့်သက်ဆိုင်သောမြည်သည့်ကြော်ညာပုံစံမျိုးတွေမှလုံးဝပတ်သက်မှုမရှိပါကြောင်းရှင်းလင်းပြောကြားလိုပါသည်ရင်းမြင့်တင်မှုကို Miss Universe Organization MUO မှသာတဦးတည်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်ဟုရေးသားဖော်ပြထားတာလည်းဖြစ်ပါတယ်။